မင်္ဂလာပါမျိုးတို့ရေဆမမကုတ်တူမှာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်ရှလာ26ရက်နေ့ဖြစ်ပါတယ်နေပြည်တော်သိမ့်မယ်ဆိုတဲ့အဖွဲ့တွေတနင်္ဂနွေတော့မှာသူတို့ဘက်ကနိုင်ပြီးတော့စစ်တပ်ကတက်ပြက်နေပြီဆိုတဲ့အဖွဲ့တွေနော်မန္တလေးကိုဒီနေ့သိမ့်မယ်မနေ့ပြန်သိမ့်မယ်ရွှေပြည်တော်စစ်စင်ရင်နဲ့သိမ့်မယ်နန်းထိုင်အောင်စစ်စင်ရင်နဲ့သိမ့်မယ်ရှမ်းမန်းစစ်စင်ရင်နဲ့သိမ့်မယ်ဆိုတဲ့အဖွဲ့တွေမနေ့က280ပြည်တက်မတော်နေ့ခန်းသားကိုသူတို့လာပြီးတိုက်ချာတွေ့မိကြသေးလားမြောက်သုံးကောင်တဲ့ PDF တွေ တနိုင်ကလောမှာသူတို့နိုင်နေပြီးတော့စစ်တပ်မှာကစစ်သားတော်တိုက်စီရစစ်သားမရှိတော့ဘူးဆိုတဲ့အဖွဲ့တွေမြောက်ရီကအဓိကမဟုတ်ပါဘူးနေပြီးတော့ကိုသိမ်းမူကအဓိကပါဆိုတဲ့ KNU ကစော်တော်နီတို့အဖွဲ့တွေမိစာနီကုံဖာပုံဒရုန်းဆိုပြီးမင်းကိုနိုင်တို့မြောက်ပြီးခဲ့တဲ့အဖွဲ့တွေဖရွေဝေးဒရုန်းတပ်ဖွဲ့နဲ့မြန်မာတပ်မတော်ကြီးကိုစစ်ကောင်စီကိုသူတို့ကအမြင့်ပြည့်ချေမုန်းတော့မယ်တော်လန်ကြီးကအပီးနိုင်နေပြီးငါတို့နိုင်ကိုနိုင်နေပြီဆိုတဲ့အဖွဲ့တွေ နေပြီးတော့မှတက်မော်လေးအခမ်းအနားကိုနော်ကျွန်တော်တို့တက်မော်ခေါင်းဆောင်လေးခေဆက်တဲ့နိုင်ငံတော်ကိုထမ်းဆောင်ခဲ့တဲ့ခေါင်းဆောင်လေးတက်ရောက်တဲ့အခမ်းအနားကိုအနားတော်ကတ်ခွင့်ရရဲ့လားလို့ကျွန်မမေးချင်တယ်နော်စီရေးပြခမ်းအနားကနေပြီးတော့မှလှုပ်တာကိုသူတို့နေပြီးတော့အနားတော်ကတ်လို့မရဘူးသူတို့ဝါတိုင်းတက်နေတာမှားနေတယ်စစ်တပ်မှာကစစ်အင်အားတွေရောလက်နက်အင်အားတွေအပြည့်အဝရှိနေတယ်ဆိုတာကိုဖုံးကွယ်ချင်တဲ့အတွက်လူထုကိုအာယုံလွှဲအောင်သူတို့ပါသွားလို့လေမန္တလေးမြို့လေကောင်မှာ လုံချုံရေးဘဏ်ကလေးလေးရှိရရက်ွက်တွေထဲမှာလုံချုံရေးဘဏ်ကကိုလက်ပြပုံးနဲ့ပြက်ပေါက်တယ်ဟာသူတို့ကစစ်တပ်ကတမော်နေခန္ဓာချင်းမနေတဲ့အချိန်မှာနေပြီးတော့မှာစစ်တပ်ကတမော်နေခန္ဓာချင်းမနေတဲ့အချိန်မှာတဲ့ကျွန်တော်တို့ PDF တွေတော်လိုင်းတစ်ခွက်တွေကမန္တလေးမြို့ပေါ်မှာရှိတဲ့လုံချုံရေးဘဏ်ကကိုလက်ပြပုံးနဲ့ပြက်ပေါက်နိုင်ခဲ့ပါတယ်သူတို့ဒီလိုဝါရမိုက်တိုက်ပြီးတော့အာယုံလွှဲကြတယ် ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာ PDF တွေကဆစ်ဆေးနေပါတယ်။အမှန်တကယ်တော့တို့ရန်ကုန်ကိုလည်းမသိနိုင်မန္တလေးကိုလည်းမသိနိုင်နေပြီးတော့လည်းအနာကိုမကတ်နိုင်အခု2025ရောက်တဲ့အထိတို့ဘဝဟာခြုံကိုပြီးတော့ချောင်းပစ်ပြီးတော့ပစ်ပြီးကြောက်ကြအဆင်ကနေမပေါ်တာကိုဖုံးကွယ်ခြင်းနဲ့တည်းမသိရင်ဒီရန်ကုန်မန္တလေးမြန်လမ်းကိုပဲတို့ထိန်းချုပ်ထားတဲ့ပုံစံမျိုးဖြစ်အောင်လေလူတို့ကိုအမြင်မှအောင်ပြောလင်းရအမှားတွေပြီးနေကြတယ်ဒီမှာလေးပဲပြီးပြီးဝရမ်းပြီး online အချောင်း အလူကြီးဒုက္ခတဲ့အခွဲကနိုင်ငံတကာမှာဒုက္ခတဲ့ဖြစ်ခံရတဲ့ဒုက္ခတဲ့အခွဲကစာထုတ်တယ်။မကြာမီကာလမှာပြည်သူတွေအားလုံးအောင်ပွဲဆင်နိုင်တော့မည်ဖြစ်ပါတော့။နော်မကြာမီကာလမှာပြည်သူတွေအားလုံးအောင်ပွဲဆင်နိုင်တော့မယ်ဖြစ်ပါတယ်။ဆိုတော့အဲ့ဒီမကြာမီကာလဆိုတာအနောက်10နှစ်ကိုပြောတာလား။အခု6နှစ်နောက်10နှစ်ပေါင်း14နှစ်မျိုးဆက်တစ်ခုအနာကက်ပြောက်စီးပြီးတော့အနာကက်တွေပြောက်သွားတဲ့အကာလကိုပြောရလား ဗြဟ္မပြောတာကတော်လိုင်းရေးကို2020နဲ့နှစ်မှာပဲအပြီးတိုက်မယ်နှစ်နှစ်နဲ့အပြီးတိုက်မယ်2023ကိုအကူမခံဘူး2023မတိုင်ခင်မြန်မာတိုင်းနိုင်ငံလုံးမှာစစ်အာဏာရှင်စနစ်ကိုတော်လိုင်းပြီးတိုင်းနိုင်ငံလုံးကိုသူတို့သိမ်းမယ်လို့သူတို့ပြောတယ်အခု2025ရောက်တဲ့အခါကျတော့မကြမီကာလမှာပြည်သူတွေအားလုံးတနိုင်ငံလုံးမှာအောင်ပွဲဆင်နိုင်တော့မယ်ဆိုတော့အဲ့ဒီမကြမီကာလဆိုတာနောက်10နှစ်ကိုပြောတာလားနော်မြန်မာတပြည်လုံးမီးလောင်ပြာကြပြီးပြည်သူတွေအကုန်လုံးကိုစစ်ရဲထမ်းကြောင့် ဒုက္ခတဲ့ဘဝမြန်မာနိုင်ငံဟာလည်းလည်းမထုံနိုင်တော့တဲ့နိုင်ငံမြန်မာနိုင်ငံအခြားရှုံးနိုင်ငံဖြစ်တော့မယ်အခြေအနေကိုပြောတာလားလို့ကျွန်မမေးချင်တယ်။ဆိုတော့တစ်ဆက်ထဲမှာပဲတော်လန်ရဲ့မိခံပြီးတော့အာနာရှင်ဝါဒကျင်းသုံးနေကြပြီးတော့တော်လန်ရဲ့မိခံပြီးတော့စစ်အာနာရှင်ကိုတိုက်ထုတ်ပါတယ်ဆိုပြီးအာနာရှင်တဲ့စိုးနေတဲ့ PDF တွေ အဲ့ဒါပါလဲဆိုတော့အကြောင်းစင်ခရိုင်တရင်တုံးဆိုတဲ့ PDF ဖွဲ့မှာစီရီယယ်တူနာပြီးကိုရင်းမောင်းအောင်ဆိုတဲ့အမျိုးသမီးကိုသူတို့ PDF ဖွဲ့ကနေပြီးတော့ဒီအမျိုးသမီးကကျွန်တော်အဲတော်လည်းရို့တော့ကျွန်တော်ကျမဆက်ပြီးလုပ်ပါမယ်လောလောဆယ်ဒီ PDF ဖွဲ့ကနှုတ်ထွက်ပါတယ်ဆိုပြီးနှုတ်ထွက်စာတင်လို့အဲ့ဒီမိမကို CDN သူနာပြုဆရာမကိုကျောင်းဆက်ခရိုင်တရင်တုံးတရင်မှုကလူမြင်ကွင်းမှာကြိမ်တန်ရိုက် တစ်ပင်းနှိပ်ဆက်ပြီးတော့ယောက်ျားတွေနဲ့တခန်းနဲ့ထားပြီးတော့အချုပ်ချတယ်အချုပ်စခန်းမှာယောက်ျားတွေနဲ့တခန်းနဲ့ထားပြီးတော့၃ရက်နဲ့၃ညတိတိထားခဲ့တယ်ဒီလိုသမီးကိုရှေ့မှာလည်းပဲကန့်ဘလူမှာဆိုရှိတယ်เนาะစေတန်းចောင်းသူမှလေး ောင်းတက်လို့ဆယ်တန်းကျောင်းသူမလေးကိုကျောင်းတက်လို့ထလန်းဆိုးပြီးဖမ်းပြီးတော့အချုပ်တဲထည့်တယ်ထည့်ပြီးတော့ကျောက်ဆယ် sorry ကန့်ဘလူးလွတ်တော်အမတ် NLD ပါတီလွတ်တော်အမတ်မြင့်စော်ဦးနော်ပတုံလုံးခေါင်းဆောင်မြင့်စော်ဦးခေါ်ဦးမဲခေါင်ကတားမရပြုချင်တယ်မရရင်ပြုချင်တယ်အခုဆိုရင်အဲ့ဒီအမှုက2025ရောက်တဲ့အထိ ဖုံးကွယ်ပြီးတော့ဘူမတိကိုမတိနေပေါ်ကနေပိတ်တွေကိုပြရင်နဲ့ဝတ်ချလိုက်တယ်။အခုလည်းတဖန် CDN သူနာပြုဆရာမသူတို့ PDF အဖွဲ့ကနေထွက်ချိန်နေတော့လို့ဒီဆရာမကိုရိုက်နှက်တယ်ညမနှက်ဆက်ပြီးတော့ယောက်ျားတွေနဲ့တခန်းနဲ့အကျဉ်းထောင်မှာထားတယ်ဆိုတော့ဘယ်လိုဘဝကိုသတ်သိမ့်သွားမလဲ။ခမရတို့ကိုယ်တိုင်ကအာနာရှင် ထက်ဆိုးတဲ့စစ်ပွေးကြွတွေဖြစ်နေကြတယ်။မဟုတ်ပါဘူးလို့ဘယ်သူညင်းမလဲ။မဟုတ်ပါဘူးလို့ညည်းနေတယ်ဆိုရင်အဲ့ဒီအမှုတွေကိုခင်ဗျားတို့ဘယ်လိုဆုံးဆက်စစ်စစ်အပြစ်ပေးအရေးယူလိုက်တယ်လဲကျွန်မမေးမယ် ရှေ့မှာအစောတော့အမှုက2021နောက်21မှာအနုကြည်လောက်ကရမပင် PDF ဘိုးတန်မရိခေါ်တပီအင်းဆရာတော်ဥတော်ပါကရဲ့အဖွဲ့ကဘလက်တိုက် sorry hero တိုက်ကဆိုတဲ့ PDF အဖွဲ့ကို PDF ချင်းချင်းပြန်ပြီးဖားစီပြီးတတ်လိုက်တယ်အဲ့ဒီ PDF တွေကိုအားပေးနေတဲ့သူတို့ကိုအားပေးနေတဲ့ဒေတာခံတီးသူတွေကိုလည်းတလန်ဆိုပြီးဖာစီတက်လိုက်တယ်။အဲ့ဒီလိုမျိုးဘိုးတာမရိခေါ်ရင်းမပင် PDF အဖွဲ့က စစ်သွေးကြောင့်ဝါဒလက်လက်ကန်ပြီးပြည်သူကိုအနိုင်ကျင့်နေတဲ့အတွက်သကိုင်းတိုင်းမှာရှိတဲ့တခြားသော PD ရဲ့အဖွဲ့ပေါင်း63ဘွဲကနေပြီးတော့ NUG ကိုတိုင်းစားဖို့ဒီဘိုးတံမင်းဖွဲ့ကိုရေးယူပေးပါအပြစ်မဲ့ပြည်သူတွေကိုတက်ဖြက်နေပြီးတော့ဂျီရိုတိုက်ကားဆိုရယ် PD ရဲ့အဖွဲ့ချင်းချင်းကိုကြီးနိုင်ငယ်ချင်းလုံနေလို့အပြစ်ပြရေးယူပါဆိုပြီးတော့ PD ရဲ့အဖွဲ့ကြီးကိုယ်တိုင်က NUG ကိုတိုင်ခဲ့တာ2020တက်ထဲကဖြစ်ခဲ့တဲ့အမှု2025ရောက်ပြီး ခမရတို့အဲ့ဒီဘူတံမဏိလို့ပီတီရဲ့အဖွဲ့ကိုဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးရေးယူလိုက်တယ်လေကျမမေးမယ်အဲ့ဒီလိုမျိုးခမရတို့ချားရင်မှပွင့်လင်းမြန်သာမှုမရှိပဲနဲ့ကြီးနိုင်ငယ်ကြီးတော်တွင်ဥပဒေကျင့်သုံးနေတဲ့အတွက်ခမရတို့ဟာဒီမိုကရေစီအမိခံတော်လှန်ရေးအမိခံထားတဲ့စစ်သွေးကြွတွေဖြစ်တယ်အကြမ်းဖက်တွေဖြစ်တယ်လို့ကျမကဆွဆွဲရခြင်းဖြစ်တယ်နောက်ဆက်မနေ့ကတမရိုနေ့မှာကျမတို့တမရိုနေ့နဲ့ ကျမ်းမာသမားတွေကိုအခုလိုမျိုးဒီမိုကရေစီအနေခံထားတဲ့အကျမ်းမာသမားတွေကိုထိရောက်စွာနှိမ်နင်းနိုင်ပေမဲ့ပါတယ်ထိရောက်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်ကျွန်မတည်းနဲ့ဖတ်ပြရမယ်မင်းကြီးမျိုးနဲ့ဖက်ကက်ရွာမှာရှိတဲ့ PDF ဖွဲ့ကိုတက်မလို့ကနေပြီးတော့မနေ့မလ28ရက်နေ့၄ချောင်းကနေပုံစံတိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။အဲ့ဒီမင်းကြီးမျိုးနဲ့ဖက်ကက်ရွာမှာရှိတဲ့ အရက်သားပြည်သူတွေကစစ်ဖြစ်ပြီဆိုတဲ့ကကန်နီဘက်ကိုထွက်ပြေးတန်းဆောင်သွားတာလက်ရှိမှာအဲ့ဒီမင်းကင်းမြို့နယ်ဖက်ကွက်ရွာမှာအရက်သားပြည်သူတွေမရှိသေးနဲ့ PDF တွေသာရှိတယ် PDF တွေအကြောင်းဖတ်သမားတွေရှိတယ်နေရာကိုတက်မော်ကနေလီချောင်းကနေပြခတ်ရှင်းလင်းပြပါတယ်နောက်ထပ်ကခန်းကောခန်းကောမှာတက်မော်ကနေပြီးနေမင်းရှင်းလင်းရေးအတွက်စစ်ကြောင်းထိုးနေပါတယ်နေမင်းရှင်းလင်းရေးအတွက်စစ်ကြောင်းထိုးနေတာကိုပြည်ပြည်မိသားစုတွေမှာဗာပြောလဲဆိုတော့စစ်တပ်ကရဲ့ခန်းကောမှာအရက်သားပြည်သူတွေကိုဖမ်းဆီးသွားတယ် တကယ်လို့များတက်မတော်ကကိုပြည်သူစစ်အချင်းချင်းပြန်ဖမ်းနေဆိုရင်စစ်တပ်ကသူတို့ပြူစောထီးတွေကိုသူတို့အချင်းချင်းပြန်ဖမ်းနေပါတယ်လို့ဝါဒဖန်ကြလိမ့်မယ်။အဲ့ဒီလိုမျိုးမဟုတ်ဖ ೇನೆ အဲ့ဒီလိုမဟုတ်ဖ ೇನೆ စစ်တပ်ကပြည်သူတွေကိုဖမ်းတယ်လို့ပြည်ဖြဲ့မိကြတွေမှာရေးကြရင်အဲ့ဒီပြည်သူဆိုတာက PDF တွေအဖွဲ့ဝင်နေတဲ့ PDF ကိုငွေကြေးလက်နဲ့ထောက်ပို့နေတဲ့အကြမ်းဖက်အဘိဓိတာဖြစ်ပါတယ်။နောက်ထပ် မန္တလေးတိုင်းတောင်သားမြို့နယ်လှေကုန်းမရွာမှာရှိတဲ့စာသင်ကျောင်းလှေကုန်းမရွာစာသင်ကျောင်းကိုကပါယူပြီးတော့ကျေးရွာမှာရှိတဲ့စာသင်ကျောင်းတွေကလေးတငယ်တွေကိုလမ်းမပေါ်ဆွဲထုတ်စိတ်ကြောပညာရေးအလိုမရှိဆိုပြီးကျောင်းမတက်နဲ့ကျောင်းထွက်ခိုင်းပြီးတော့စာသင်ကျောင်းတွေကိုအကျန်းဖက်စကန်သဘုံစကန်လုတ်တဲ့အတွက်တက်မတော်ကနေပြီးတော့ဆက်တက်လေချင်းနဲ့ထီရောက်စွာ ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒါမှမကြောင်းမို့လို့တောင်တာမြို့နယ်လှဲကုန်းမရွာစာတင်ကျောင်းမှာအခြေပြုနေတဲ့ PD ရဲ့အဖွဲ့ကြီးတေချင်းစိုးနဲ့တေသွားတယ်လို့ကြားသိရပါတယ်နောက်ထပ်စလင်ကြီးစလင်ချင်းမြို့နယ်ထမ်းပူရွာဖုံးကြီးချောင်းကို ုံးကြီးချောင်းကိုတာသနာနေမီကို PDF စကန်အကြက်ဖက်စကန်လုတ်ပြီးတော့တာသနာနေမီမှာအကြက်ဖက်မှုတွေလုပ်နေတဲ့ PDF အကြက်ဖက်အဖွဲ့ကိုတက်မတော်ကနေပြီးတော့ဆက်တက်လေးကြီးနဲ့ဘုံကျဲရှင်းလင်းခဲ့ပါရဲ့လက်ရှိမှာဆိုရင်ကျမတို့အညာစစ်မျက်နှာမှာဆက်တက်လေးကြီးတွေနဲ့အောင်မြင်စွာစစ်စင်ရေးကိုဖော်ဆောင်နိုင်နေပါတယ်ဒါကြောင့်မလို့တက်မတော် နေမှာ ကျမတို့တမတော်ကအောင်ပွဲဆင်ပြီးတော့ကျမ်းဖတ်သမားတွေကိုချီးရောက်စွာနှိမ်နှင်းနေတယ်။ဒီနေရာမှာအဓိကပြောချင်တာကတမတော်ကအများသောအဖြစ်အညာကို PDF တွေကိုဖိဖိစီစီတအားနှိမ်နှင်းနေတာတွေ့တယ်။ကျမတို့ကျမတို့နိုင်ငံကိုချစ်တဲ့လူတွေရှင်နေမှာအမလို့အမများဖြစ်တာကဘာကြောင့်နောက်ချိုးဒီကုတ်ခိုင်တလောင်တွေကိုကိုးကန့်တွေကို KIA ကိုအခုလိုမျိုးဖိဖိစီစီဒီချက်ပို့ပြီးထိထိရောက်ရောက်ဒီချက်ပို့ပြီးတော့လူဝင်ရလက်မဲ့ရပြည့်ပြည့်စုံစုံနဲ့ ထိုးစစ်မစင်တာလဲဆိုတဲ့အားမလို့အားမရတန်းနေရှိတကယ်လို့လက်ရှိစည်ရေးဆိုတာနိုင်ငံရေးကနေတဆင်ပေါက်ွားလာတဲ့ပြိပက္ခဖြစ်တယ်။ဒါကြောင့်မလို့အခုဖြစ်နေတဲ့ပြိပက္ခတွေရဲ့အဆုံးသက်တွေလည်းအဆုံးသက်တွေလည်းပဲနိုင်ငံရေးလမ်းကြောင်းကိုပြန်သွားရမယ်။ဒါကြောင့်မလို့ကျမတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအီးရိုအီးရိုအမိခံထားတဲ့အတွက်တိုင်းရင်းသားအမိခံထားတဲ့အတွက် စီရဲ့အဆုံးတစ်ဖက်နိုင်ငံရေးနည်းလမ်းနဲ့တနည်းနည်းတစ်ချိန်ချိန်မှာကျွန်တော်တို့တွေ့ဆုံဆွေးနွေးရလိမ့်မယ်။တိုင်းရင်းသားအမိခံထားတဲ့အီအိုတွေနဲ့တွေ့ဆုံဆွေးနွေးနိုင်စရာအကြောင်းရှိပေမဲ့ဟိုမရောက်ဒီမရောက်ငမရောက်မချောက် PDF